မ္ဘောဒီးယားကတိုက်ခိုက်နိုင်ငံရေးသမားတူကိုပြစ်တက်ခဲ့တဲ့ထိုင်းမျိုးသားတူကိုဗန်ကောက်မြို့ရှိတရားရုံးတရုံးကတောက်ကြနေမှာထောင်နဲ့တစ်သက်တကျွန်းချမှတ်ခဲ့ပါတယ်။ဖြန့်သိမ်းလိုက်ပြီဖြစ်တဲ့ကမ္ဘောဒီးယားမျိုးသားကတင်ပါတီကလွှတ်တော်အမန်ဟောင်းလင်ကင်မြားဟာဇန်နဝါရီလ9ရက်ကကမ္ဘာလက်ကြီးသွားရေးစီကားရောင်ဗန်ကောက်မြို့ရှိခိုဆန်လမ်းမကြီးနီးမှာ နေကင်းကြောင်တောင်ပြစ်တက်ခံခဲ့ရပါတယ်။အခင်းဖြစ်ရနေရာကထွက်ပြေးကကမ္ဘောဒီးယားနိုင်ငံနဲ့ဝင်ရောက်ခဲ့တဲ့တနတ်သမားဟာထိုင်းနိုင်ငံသား အီကလက်ဖနွိုင်းဆိုသူဖြစ်ပါတယ်။သူ့ကိုဖမ်းဆီးကကမ္ဘောဒီးယားနိုင်ငံကဖိနင်နံပေးခဲ့ပြီးနောက်ပိုင်းမှာတပ်ပြတ်မှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့အာနာပိုင်တွေကပြောပါတယ်။ကမ္ဘောဒီးယားလွတ်တော်မဟောင်းကိုလုံခြံတပ်ဖြတ်ဖို့သူ့ကိုငှားရမ်းခဲ့ကြောင်းတပ်ပြတ်မှုအတွက်တရားရေးစစ်ဆေးမှုလုပ်ဆောင်ခဲ့တာမရှိကြောင်းအီကလက်ဖနွိုင်းကအာနာပိုင်တွေကိုပြောပါတယ်။ဗန်ကောက်ရာဇဝတ်ခုံရုံးကအီကလက်ဖနွိုင်းကိုတရားဝင်တည်တံ့ချမှတ်ခဲ့ပေမဲ့ ဧကလပန်ဝိုင်းကပြမှုကျူးလွန်ညာဝန်ခံကအာနာပိုင်တွင်နဲ့ပူပေါင်းခဲ့လို့ထောင်လန်တသက်တကျွန်းထိရှော့ချခဲ့ပါတယ်။ဧကလပန်ဝိုင်းကိုလူတန်းမှုလက်နက်ပိုင်ဆိုင်မှုနဲ့ဆွဲချက်တင်ခဲ့ပြီးတေဆုံးသူရဲ့မိသားစုကို ရောကြီးဘတ်1.8တန်းပေးဖို့လည်းတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကယူကရိန်းကိုတိုမာဟော့ခ်ဒုံးကျည်တွေထောက်ပံ့မှုဆုံးဖြတ်ပါကရုရှားအမေရိကန်ဆက်ဆံရေးကို ထိခိုက်စေမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောပါတယ်။ ကြာတာပရင်းနေ့ကရုရှားနိုင်ငံတောင်ပိုင်းဆိုချီမြို့မှာကျင်းပတဲ့ Beltine Discussion Club အစည်းအဝေးမှာသူကခုလိုပြောခဲ့တာပါယူကရိန်းကို တာဝေးပြစ် Tomahawk ဒုံးကျည်တွေထောက်ပံ့မှုစဉ်းစားနေကြောင်းအမေရိကန်နိုင်ငံကဒီသတင်းပတ်စောပိုင်းမှာပြောကြားခဲ့ပါတယ် Tomahawk ဒုံးကျည်ဟာခင်မီဒုံးကျည်မဟုတ်ပေမဲ့အင်အားပြင်းထန်ကချိန်ချမှုဖြစ်တယ်လို့ပူတင်ကအမှတ်ချက်ပြုပါတယ်တူမာဟော့ဒုံးကျည်တွေကိုအမေရိကန်တပ်ဖွဲ့ဝင်တွေမပါဘဲအသုံးမပြုနိုင်လို့အဲ့ဒီဒုံးကျည်တွေထောက်ပံ့တာဟာ ရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေးပါဝင်တင်းမာမှုတွေအရှိန်မြင့်စေနိုင်တယ်လို့၎င်းကဆိုပါတယ်။ဒိုမာဟော့ဒုံးကျည်တွေက ထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်ပေမဲ့ရုရှားကလေကြောင်းရန်ကာကွယ်စနစ်ကိုအစစ်မြင့်ပြီးလက်တုံပြန်မယ်လို့သူကဆက်ပြောပါတယ်။ယူကရိန်းကိုစစ်ရေးကူညီဆက်ပေးခဲ့တဲ့ NATO ဖွဲ့နဲ့ပတ်သက်လို့ NATO ဖွဲ့ဝင်အားလုံးဟာရုရှားနဲ့ဆက်ဖြစ်နေတယ်ဆိုတာဖုံးကွယ်မရကြောင်းပူတင်ကပြောပါတယ်။